မင်္ဂလာပါခွန်မီမီဒီယာနေပြန်လည်ကြိုဆိုပါရစေအခုချိန်မှာတော့ခွန်မီမီဒီယာနေတပတ်အတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေက ကောင်းလို့ရသတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်ဒီခုစီစဉ်မှာကြည့်ရှုနားဆင်ရမယ့်သတင်းတွေကတော့မီဇိုရမ်ပြည်နယ်ကာကီနှင့်တွီတန်းဆစ်ဆောင်စခန်းနှင့်ကြေးရွာတဲတွင်ပြင်းထန်ဝင်းပြက်ဝင်းလျှောကူးစက်ရောဂါဖြစ်ပွားနေလျက်ရှိပြီးကာကီတွင်၃ဦးသေဆုံးမှုရှိ တိုင်းငင်းရွာကိုဂျမ်ဘတ်စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ပြီးဖလန်းမျိုးဖတ်သို့စစ်ကြောင်းဦးတည်လာနေ။စီရေးအခြေအနေကြောင့်စီရင်ဒေတာတွင်ဒေတာခံပြည်သူများစစ်ရှောင်နေကြရပြီး အကူအညီများလိုအပ်နေ။ကာကီနှင့်တူတန်းစစ်ရှောင်စခန်းနှင့်ကျေးရွာတွေတွင် ပြင်းထန်ဝင်ပြက်ဝင်လျှောရောဂါလူနာများထပ်တိုးလာပြီးကာကီကျေးရွာတွင်ကလေးသူငယ်တဦးထပ်မံ၍အသက်သေဆုံး။ကလေးမျိုးနယ်တောင်ပိုင်းတနေရာကိုအကြံပတ်စစ်ကောင်စီကဘုံကျဲတိုက်ခိုက် စရှိတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်မီဇိုရမ်ပြည်နယ်လောင်တလိုက်ခရိုင်ကာကီနစ်တွေ့တန်းကျွေးရွာရှိစစ်ဆောင်စခန်းနှင့်ကျွေးရွာတဲတွင်နိုဝင်ဘာလလာဆန်းပိုင်းမှစ၍ပြင်းထန်ဝင်းပြက်ဝင်းလျှောယောဂါဖြစ်ပွားနေလျက်ရှိပြီးကာကီကျွေးရွာတွင်၃ဦးအသက်သေဆုံးကြောင်းစစ်ဆောင်စခန်းတာဝန်ရှိသူများထံမှယနေ့နိုဝင်ဘာလ၁၇ရက်နေ့တွင်သိရသည် ကာကီဂျီယာတွင်အသက်သေဆုံးသောသူများမှာဥကန်လော့အသက်48နှစ်ဒေါ်နင်းသန်အသက်24နှစ်ဥဆောလာတို့ဖြစ်ပြီးဆေးဝါးမလုံမလောက်သည့်အပြင်လက်ရှိကောက်ယူရရှိထားသည့်ယောဂဖြစ်ပွားသည့်လူနာ15ဦးကျော်ရှိနေပြီးဆက်လက်၍လည်းလူနာများထပ်မံတိုးလာနိုင်ပွဲရှိကြောင်းကာကီစစ်ဆောင်စခန်းကျမ်းမာရေးတာဝန်ခံကပြောသည်ကျွန်တော်တို့ကာကီဂျီယာမှာပြင်းထန်ဝင်းပြက်ဝင်းလျှောဖြစ်လို့ဒေါ်နင်းသန်ကနိုဝင်ဘာလ9ရက်မှာဆုံးပါတယ် ဥကန်လောကနိုဝင်ဘာလ၈ရက်နေ့မနက်မှာဆုံးပါတယ်။ဥစောလကတော့ဒီမနက်စောစောနိုဝင်ဘာလ၁၇ရက်နေ့မှာဆုံးပါတယ်။ရှိတဲ့စေဝါးတွေနဲ့ပဲကုသရတာပါ။အခုဆိုဆေးကကုန်သွားပြီ။တွေ့တန်းဆေးရုံကိုသွားပြီးတော့လဲဆေးကုသမှုခံယူနေရတာလည်းရှိပါတယ်။ယောဂဖြစ်တဲ့လူတွေကထထတိုးလာတာရဲ့ယောဂကတအားပြင်းတာရဲ့ကြောင့်အခုလိုအသက်သေဆုံးတဲ့အထိဖြစ်ရတာပါလို့ကာကီစစ်ဆောင်စခန်းဂျမ်းမာရီတာဝန်ခံကခမီးမီဒီယာကိုပြောပါတယ်။ ထို့ပြင်လက်ရှိတွေ့တန်းကြေးရတွင်ကောက်ယူထားသည့်စည်ရင်အရာပြင်းထန်ဝန်းပြက်ဝန်းလျှောယောဂါခံစားနေရသည့်လူနာများမှာ16ဦးအထိရှိကြောင်းတွေ့တန်းဆစ်ဆောင်တာဝန်ခံမှပြောသည်လက်ရှိတွင်ကာကီနစ်တွေ့တန်းရှိပြည်သူများမှလောင်တလိုက်တွင်ရှိသည့် NGO အဖွဲ့အဖွဲ့အစည်းအမိအတီးပြည့်ရမြသည်တခုကို ဖုန်းဆက်ကအကူအညီတောင်းခံထားသောကြောင့်ယနေ့မနက်မှပင် စေဝါများနှင့်အတူစေကူတပေးမိကျမ်းမာရေးဆက်ဆံမှများ လာရောက်နေပြီဖြစ်ကြောင်းကာကင်နှင့်တွီတန်းဆစ်ဆောင်တာဝန်ခံများကဆိုသည်တွီတန်းကြီးရမှာဝင်းလျှော်ယောဂဖြစ်တာတွေရှိပါတယ်။သေဆုံးသူလူနာတော့မရှိသေးဘူး။ယောဂပြင်းထန်တဲ့လက္ခဏာတော့ရှိတယ်။မနေ့တနေ့ကဆေးခန်းကိုယောဂပြင်းထန်တဲ့လူနာနှစ်ယောက်ရောက်လာတယ်။တယောက်ကတက်တာနေပြီးတယောက်ကတော့ဆေးကုသမှုခံယူနေတော့မှာပဲ။တွီတန်းမှာကဝင်းလျှော်ယောဂမဖြစ်သေးတဲ့လူတွေကိုကြိုတင်ကာကွယ်မှုတွေလုပ်ထားပါတယ်။အဲ့ဒီလောက်ဆူဆူရွားအခြေအနေတော့မရှိသေးပါဘူး။ ်ဂါကီဘက်မှာတော့ပိုဆိုးတာပေါ့အသက်သိဆုံးတာတွေလည်းရှိတယ်ဂါကီဘက်ကလူတွေဆေးခန်းမှာဆေးလာဝဲတဲ့သူတွေရှိတယ်လို့ဒူဒန်ကြီးရွာဆေးရုံတွင်ဆေးကုသမှုပေးနေသည့်ဆီယာမတူကကွန်မီဒီယာသို့ပြောသည်ယခုဖြစ်တဲ့ဝမ်းပြက်ဝမ်းလျှော်ကူးစက်ယောဂါကတအားပြင်းထန်တယ်ယောဂါဖြစ်တဲ့လက္ခဏာကအံပြီးတော့ဝမ်းလျှော်တယ်အထက်လန်အောက်လျှော်ဖြစ်တဲ့ပုံစံဖြစ်တယ်အဲလိုဆိုတော့လက်နက်ချီတွေလည်းပိန်လှန်ပြီးတော့၆ကတ်သွားတယ် ။ယောဂဖြစ်တာကဒီဖက်တနယ်လုံးမှာပြန့်ပြီးဖြစ်ကြတာပါ။ရေမတန့်တာတို့ပတ်ဝန်းကျင်မတန့်တာတို့ကြောင့်ဖြစ်တာမဟုတ်ဘူး။ပြီးတော့ဒီယောဂကို NGO ဖွဲ့စည်းတွေပြင်ဒီဖက်ကတာဝန်ရှိတဲ့အစိုးရတနယ်လုံးဖြန့်ပြီးတော့ကုသရာတို့ချိုတင်ကောက်ွယ်တာတို့ပြုတ်လုပေးနိုင်ရင် ပို့ပြီးတော့ထိရောက်မှုရှိမယ်လို့မြင်တယ်လို့ကာကီစစ်ဆောင်စခန်းဂျမားရီတာဝန်ခံကခူမီမီဒီယာတို့ပြောသည်ယခုကဲ့သို့ပြင်းထန်ဝန်ပြက်ဝန်လျှောကူးဆက်ယောဂါခံစားနေရသည့် ကာကင်နီတူတန်းရှိဒေတာခန်ရွာသူရွာသားများနဲ့ဆစ်ဆောင်ပြည်သူများအတွက်အရေးပေါ်ဆေးဝါးကုသရန်အတွက်ဆက်လက်၍အကူအညီအထောက်ပံ့များလိုအပ်နေကြောင်းကာကင်နီတူတန်းဆစ်ဆောင်တာဝန်ခံများထံမှသိရသည်ချင်းပြည်နယ်တိတဲ့မြို့နယ်တိုင်ငင်းရွာကိုအချမ်းဘတ်ဆစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီးဖလမ်းမြို့ဖက်သို့ဆစ်ကြောင်းဦးတည်လာနေကြောင်းစီရေးသတင်းအရေးမြင့်မှသိရသည်ကလေးတိတဲ့ဖလမ်းလမ်းမပေါ်တွင်ရှိသည့်တိုင်ငင်းကျေးရွာကို ဂျမ်ဘတ်စစ်ကောင်စီတပ်သည်ပြီးခဲ့သည့်အောက်တိုဘာလကုန်ပိုင်းမှစ၍ကလေးမျိုးဖက်မှစစ်ကြောင်းတစ်ကြောင်းနှင့်တီးတိမ်မျိုးဖက်မှစစ်ကြောင်းတစ်ကြောင်းဖြင့်တပြိုင်နက်တည်းအင်အားအလုံးရင်းဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်ချင်းတောင်ပိုင်းနှင့်မြောက်ပိုင်းလမ်းစုံဖြစ်သည့်တိုင်းငင်းကျေးရွာတွင်ချင်းပြည်ဒဲသို့ဝင်ရောက်နိုင်ရန်အ धिक ဗျူဟာအကျဆုံးနေရာတစ်ခုဖြစ်ပြီးတီးတိမ်မျိုးနှင့်တိုင်းငင်းကြားတွင်ဂျမ်ဘတ်စစ်ကောင်စီတပ်နှင့်ချင်းတော်လန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက်တွင်တိုင်ငင်းကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ချင်းပြည်နယ်တီးတိမ်မြို့နယ်စီရင်ဒေသတွင်စီရေးအခြေအနေကြောင့်ဒေသခံပြည်သူအများအပြားဆစ်ဆောင်နေကြရပြီးအခြေခံစားနပ်ရေးကအမိုးကာများနှင့်ဆေးဝါးများအရေးပေါ်အကူအညီများလိုအပ်နေသည်ဟုဆစ်ဆောင်နေသူများထံမှသိရသည်စီရင်ဒေသအတွင်းရှိမွာပီးထိဇန်ဝုံဆမ်ဟင်းစုံ တိုင်ငင်းဆလိန်ဘဲကန်နှင့် အလွယ်စသည့်ကျေးရွာများမှဒေသခံပြည်သူ3000ခန့်သည်ဆစ်ရှောင်းနေရခြင်းဖြစ်ပြီးကလေးသူငယ်များနှင့်တက်ကြီးရွယ်အုပ်များလည်းအများပြားပါဝင်ကြောင်းဆစ်ရှောင်းနေသူများကပြောသည်ပြီးခဲ့သည့်အောက်တိုဘာလ29ရက်နေ့မှစ၍ဆစ်ကျောင်းတစ်ကျောင်းလျင်အင်အား200မှ300ဝန်းကျင်ရှိသည့်ချမ်ဘတ်ဆစ်ကောင်စီတပ်သည် ကလေးမတိုင်းငင်းတို့ဆစ်ကျောင်းတစ်ကျောင်းဒီတွင်မှတိုင်းငင်းတို့ဆစ်ကျောင်းတစ်ကျောင်းတို့ဖြင့်ဆစ်ကျောင်းထိုးလာသောကြောင့်စီးရင်ဒေသရှိဒေသခံပြည်သူများ ဘေးလွတ်ရာသို့တန်းရှောင်နေကြရခြင်းဖြစ်သည်မီဇိုရန်ပြည်နယ်လောင်တလိုက်ခရိုင်ကာကီနှင့်ဒူတန်းကျေးရွာနှစ်ရွာစလုံးတွင် ပြင်းထန်ဝင်းပြက်ဝင်းလျှောယောဂလူနာများထတ်တိုးလာပြီးကာကီကျေးရွာတွင်ကလေးသူငယ်တအူထပ်မံ၍အသက်သေဆုံးသောကြောင့်စစ်ရှောင်စခန်းတော်ဝင်ရှိသူများထံမှယနေ့နိုဝင်ဘာလ12ရက်နေ့တွင်ထပ်မံသိရသည်ပြင်းထန်ဝင်းပြက်ဝင်းလျှောယောဂကြောင့်ယနေ့နိုဝင်ဘာလ12ရက်နေ့နက်နက်ပိုင်းတွင်ထပ်မံ၍တည်ဆုံသွားသည့်ခလေးသူငယ်မှာ ်ချော်လီထော်အသက်၁၄နှစ်အပါဝင် နိုဝင်ဘာလ၄ရက်နေ့တွင် ဥလောပါအသက်၈၅နှစ်နိုဝင်ဘာလ၉ရက်နေ့တွင်ဒေါ်နီဒါအသက်၂၄နှစ်ဥကန်လော့အသက်၄၈နှစ်နှင့်နိုဝင်ဘာလ၁၇ရက်နေ့တွင်စလိုင်းစော်လာ အသက်၂၈နှစ်တို့ဖြစ်သည်ကာကီကျွာတွင်အသက်သေဆုံးသူ၅ဦးထိရှိလာကယနေ့ညနေအထိဆေးခန်းပြသူလူနာစင်းတွင်66ဦးအထိတိုးလာပြီး လက်ရှိတွင်မစိုးရင်ရတော့ကြောင်းကာကီကျေးရွာစစ်ဆောင်စခန်းတာဝန်ရှိသူတဦးကပြောသည် ထိုနည်းတူဆိုင်ဟခရိုင်လုံဒကျေးရွာတွင်လည်းယနေ့နက်နက်ပိုင်းတွင်ဝန်ပြက်ဝန်လျှော်ရောဂါကြောင့်တဦးတိတ်ဆုံးခဲ့ကြောင်းသိရသည်မနေ့ညနေကလောင်တလိုက်ကနေဆီယာမနှင့်အတူစေဝါတွေရောက်လာတော့ရှေးကုသမှုတွေလှုပ်ဆောင်ပေးတယ်လူနာတွေအတွက်တအားတော့မစိုးရင်ရတော့တဲ့အခြေအနေမှာရှိနေပေမဲ့စေခံပြလူနာစီးရင်မှာတော့66ယောက်လောက်ရှိတယ် ဲ့ဒီထဲမှာ၃ယောက်ကမနေ့ညနေကအပြင်းအထန်ဖြစ်ပေမဲ့ဒီနေ့ညနေတော့စိုးရင်ရတော့ဘူးဒီမနေ့အစောကြီးမှာတော့ကလေးတစ်ယောက်တော့ဆုံးသွားတယ်ရွာဦးတော့အဝင်အထွက်လောက်တောင်းချထားတယ်လို့ကာကီကျွာစစ်ဆောင်စခန်းတောင်ရှိသူတူကကွန်မီမီဒီယာသူပြောသည်လက်ရှိတွေ့တမ်းကျွာတွင်ကောက်ယူထားသည့်စည်ရင်အရာပြင်းထန်ဝန်းပြက်ဝန်းလျှော်ယောဂခံစားနေရသည့်လူနာမှာ၁၈ဦးအထိရှိကြောင်းတွေ့တမ်းစစ်ဆောင်စခန်းတာဝန်ခံမှပြောသည် ယမန်နေ့နိုဝင်ဘာလ17ရက်နေ့ညနေပိုင်းတွင်ကာကီနေ့တွင်တန်းကြီးရွာရှိ လောင်တလိုင်မ NGO အဖွဲ့တစ်ခုကစေဝါများနဲ့ဆရာဆရာမများရောက်ရှိနေပြီးကျမ်းမာရေးစစ်ဆေးမှုများစေကုသမှုများလှူဆောင်ပေးနေကြောင်းကာကီနေ့တွင်တန်းဆစ်ဆောင်တာဝန်ရှိသူများကဆိုသည်ယခုဖြစ်တဲ့ဝင်းပြက်ဝင်းလျှော ကုသယောဂါကတအားပြင်းထန်တယ်ယောဂလက္ခဏာတွေကတော့အန်တယ်၊မူဝေတယ်၊ပြီးတော့ဝင်းလျှောတယ်၊အထက်လန့်အောက်လျှောဖြစ်တဲ့ပုံစံဖြစ်တယ် အဲ့လိုဆိုတော့လက်နက်ချီလည်းပိန်လိန်ပြီးတော့ခြောက်ကပ်သွားတယ်ဖြစ်တာတအားမြန်တော့တိတ်ဆုံးတဲ့အထီတောင် ဖြစ်ရတာပေါ့လို့ကာကီစစ်ဆောင်စခန်းကျမ်းမာရေးတာဝန်ခံကခမီးမီဒီယာတို့ပြောသည်ယခုကဲ့သို့ပြင်းထန်ဝန်ပြက်ဝန်လျှောကူးဆက်ရောဂါခံစားနေရသည့်ကာကီနစ်တူတန်းရှိဒေသခံရွာသူရွာသားများနှင့်စစ်ဆောင်ပြည်သူများအတွက်အရေးပေါ်ဆေးဝါးကုသရန်အတွက်ဆက်လက်၍အကူအညီအထောက်ပံ့များလိုအပ်နေကြောင်းကာကီနစ်တူတန်းစစ်ဆောင်တာဝန်ခံများထံမှသိရသည် စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းတနေရာကိုအချမ်းဘတ်စစ်ကောင်စီကယနေ့နိုဝင်ဘာလ14ရက်နေ့တွင် လေကြောင်းဖြင့်၅ကြိမ်ထပ်မင်းဘုံကျဲတက်ခိုက်မှုပြုလုပ်ခဲ့ပြီးဘုံအလုံးကြီး32လုံးကျော်ကျဲချခဲ့ကြောင်းစီရေးတည်င်းအရင်းမြစ်မှသိရသည်ယနေ့နိုဝင်ဘာလ14ရက်နေ့တွင်အချမ်းဘတ်စစ်ကောင်စီသည်ကလေးမြို့နယ်တောင်ပိုင်းတနေရာကို မကွေးလီတက်မှတက်လာသည့်လေရင်ဖြင့်တနအီချားတစ်ခါ ဘုံကျဲတက်ခိုက်ခဲ့ပြီးနေရာနှင့်နောက်ဆက်တွဲသတင်းကိုဆက်လက်စုံစမ်းနေကြောင်းစီရေးသတင်းအရင်းမြစ်မှဆိုသည်ဂျပန်စစ်ကောင်စီတပ်သည်ယနေ့နေ့လယ်၁၂နာရီမှတနာရီကြားတွင် Jet Fighter ဖြင့်၄ချိန်ဘုံကျဲတက်ခိုက်ခဲ့ပြီးမွန်းလဲ၂နာရီခန့်တွင် Wing 12ထောက်ပို့လေယာဉ်ဖြင့်လည်းဘုံကျဲတက်ခိုက်ခဲ့ပြီး Cluster Bomb စင်ကွယ်အစုလိုက်ပြုတ်လိုက်ဘုံဟုယူဆရသည့်စင်ကွယ်ပုံများလည်းကျဲချသွားကြောင်းစီရေးသတင်းအရင်းမြစ်မှပြောသည် ကျေးဇူးနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်သောမတ်ပါ